အကျွေးရှင်ဖြစ်သူယောက်ျားမမောင်နှမနှစ်ယောက်မှာတိုက်တန်ရာတစ်ခုကိုလိုက်သွားပြီးသူတို့စီမှာအကျွေးယူထားတဲ့အသက်34နှစ်အရွယ်ဟိမင်းထွန်းဆိုတဲ့အမျိုးသားကိုဓာတ်နဲ့ထိုးတက်ပြီးထွက်ပြေးသွားခဲ့တဲ့ဆိုတဲ့ထိုင်းနမိတ်ကြီးတရင်ကိုကျွန်တော်ပြန်လည်ပြောပြပြီးသွားမှာပဲဖြစ်ပါတယ်ဖြစ်စဉ်ကတော့3လပိုင်း18ရက်နေ့ကထိုင်းတည်င်းနေမှာဖော်ပြလာတဲ့ထိုင်းနိုင်ငံပထုံထာနီမြို့မှာရှိတဲ့အငှားတိုက်တန်ရာတစ်ခုရဲ့အရှိမ အသက်34နှစ်အရွယ်ဟိမင်းထွန်းဆိုတဲ့မြမအမျိုးသားတဦးဒါနဲ့အထူးခံရပြီးတိတ်ဆုံသွားကြောင်းထိုင်းရဲတပ်ဖွဲ့ကိုအကြောင်းကြားလာတာကြောင့်ထိုင်းရဲတပ်ဖွဲ့မှအခင်းဖြစ်တဲ့နေရာကိုတွားရောက်စစ်ဆေးခဲ့ပါတယ်။အခင်းဖြစ်ခဲ့တဲ့နေရာမှာတော့ဟိမင်းထွန်းဆိုတဲ့မြမအမျိုးသားဟာမှောက်ရဲအနေထားနဲ့တိတ်ဆုံနေခဲ့တာဖြစ်ပြီးတိတ်ဆုံသူရဲ့အလောင်းကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ဘဲပန်းနံကြားနဲ့ဝမ်ပိုင်းမှာဓာတန်ရရရှိကဥရိအပြင်ကိုထွက်ပြီးတိတ်ဆုံနေခဲ့တာဖြစ်ပါတယ်။နောက်ပြီးတိတ်ဆုံသွားသူဟာပထုံထာနီမျိုးမှရှိတဲ့စက်ရုံတစ်ခုမှအလုလုကိုက်နေသူတူဖြစ်ပြီး ြစ်စဉ်နဲ့ပတ်သက်ပြီးတိုက်တန်ရာပိုင်ရှင်ရဲ့ညီဖြစ်သူပြောပြတာကအခင်းဖြစ်ခဲ့တဲ့အချိန်ကကျွန်တော်တန်းရမှမရှိဘူး။အိုင်နောက်ပိုင်မှာအခင်းဖြစ်ခဲ့တဲ့အချိန်ကို CCTV ကနေကြည့်တော့ကျူးလွန်ခဲ့တဲ့တရက်ခန့်နှစ်ယောက်ဟာတိုက်တန်ရာအရှိကိုဆိုင်ကယ်နဲ့ရောက်လာပြီး တန်ရာအရှိကိုရောက်တော့တိတ်ဆုံးသွားတဲ့ဟိမင်းထုံးဆိုသူကိုဖုံးဆက်ပြီးခေါ်ထုတ်လိုက်တယ်။နောက်ပြီးအဒီနှစ်ယောက်ဟာရောက်ကြမားတွေဖြစ်ကြပြီးဟိမင်းထုံးဆိုသူထွက်လာပြီးနောက်ပိုင်းမှာ9မိနစ်လောက်စကားပြောခဲ့ပြီးခဏအကြမှာတော့ဟိမင်းထုံးကိုဝိုင်းထိုးကြိတ်ခါဓာတ်နဲ့ထိုးပြီးဆိုင်ကယ်မောင်းပြီးထွက်ပြေးသွားတာကို CCTV ထဲမှာတွေ့ခဲ့ရတယ်လို့တိုက်တန်ရာပိုင်ရှင်ရဲ့ညီဖြစ်သူမှပြောပြပါဗျာ။ နောက်ပြီးထိုင်းတင်းမပြောတာကပြစ်မှုကျူးလွန်ခဲ့တယ်။ရောက်ကြမမောင်နှမနှစ်ယောက်ဟာဒီပုံထဲကသူတွေဖြစ်ကြပြီးပြစ်မှုကျူးလွန်ခဲ့ပြီးနောက်ပိုင်းမှာယာမဟာဆိုင်ကယ်အဖြူရောင်နဲ့နခွန်ရချစီမာမျိုးဘက်ကိုထွက်ပြေးသွားခဲ့ကြတာဖြစ်ပြီးသူတို့နှစ်ဦးစလုံးဟာဆိုရင်လည်းမြန်မာနိုင်ငံသားတွေပဲဖြစ်တယ်လို့သိရပါဗါး။နောက်ပြီးတေဆုံသွားသူဟိမင်းထွန်းဆိုသူနဲ့ကျူးလွန်ခဲ့တဲ့တရခန်နှစ်ယောက်ဟာအရင်နှုန်းကစက်သက်ရုံတစ်ခုထဲမှာအလုအတုလုပ်ခဲ့ကြပြီးဟိမင်းထွန်းဆိုသူကတရခန်ဖြစ်သူရောက်ကြမအမွှာမောင်နှမနှစ်ယောက်စီကနေပတ်စံချီခဲ့ပြီးနောက်ပိုင်းမှာစက်သက်ရုံက ၅နေအလုထွက်ခဲ့ပြီးတခြားမှအလုသွားလုခဲ့တယ်။အိုင်နောက်ပိုင်းမှာရောက်ကြမမောက်နှမ၂ယောက်မှာတိစုံသူစီမှာရမယ်သူတို့ရဲ့ပစံကိုလိုက်တောင်းရကနေချီထားပေးတဲ့ပစံနေပြန်မရတာကြောင့်အခုလို့ကျူးလွန်ပြီးထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့သိရပါဗါး။နောက်ပြီးဓာတ်ထုတ်ခန့်ရပြီးတည်ဆုံသွားခဲ့တယ်။ဟိမင်းထုံးဆိုသူနဲ့တခန်းထဲမှာအတူနေထိုင်တဲ့တငယ်ချင်းဖြစ်သူပြောပြတာက ကျွန်တော်နဲ့တိတ်ဆုံးသွားတဲ့တငယ်ချင်းဖြစ်သူဟာဒီတိုက်တန်ရရဲ့တုံးထမ်းမြောင်းမှာတခန်းနဲ့အတူနေထိုင်ကြတာဖြစ်ပြီးမင်းညာကတငယ်ချင်းကိုသူ့ရဲ့အကျွေးရှင်နေဖုံးဆက်လာလို့အောက်ခနာဆင်ပြီးအကျွေးရှင်နေနဲ့စကားသွားပြောမယ်ဆိုပြီးဆင်းသွားခဲ့တယ်။ဒီလိုနဲ့ခနာအကြမှာတော့တငယ်ချင်းဖြစ်သူရဲ့အော်ဟစ်အခုညီတောင်းတဲ့အတန်ကိုကြာရပြီးအိုင်းနောက်ပိုင်းမှာအကျွေးရှင်နေရဲ့ဓာတ်နဲ့ထိုးတာကိုခံရတာကြောင့်ဥရီအပြင်ကိုထွက်လာတဲ့အချိန်မှာဥရီကိုပိုက်ပြီးထွက်ပြေးရင်နဲ့မှောက်ရဲလေကြာတိတ်ဆုံးခဲ့တာဖြစ်တယ်လို့တိတ်ဆုံးသူနဲ့အတူနေထိုင်တဲ့တငယ်ချင်းဖြစ်သူမှပြောပြပါဗျာ။ လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့က CCTV မှတ်တမ်းသက်သေတွေနဲ့တရက်ခန့်ဖြစ်သူရောက်ကြမအမွှာမောင်နှမနှစ်ယောက်ကိုခြေရခံလိုက်နေပြီးလက်ရှိအချိန်ထိတော့တရက်ခန့်တွေဟာထွက်ပြေးလွတ်မြောက်နေစေဖြစ်တယ်လို့ထိုင်းသတင်းမှပြောပါရတယ်။နောက်ပြီးထိုင်းသတင်းမှပြောတာကဒီပုံထဲမှာတွေ့ရတဲ့တရက်ခန့်ဖြစ်သူရောက်ကြမအမွှာမောင်နှမနှစ်ယောက်ကိုတွေ့ရင်သက်ဆိုင်ရာကိုအမြန်ဆုံးအကြောင်းကြားပေးဖို့ကြေညာသွားခဲ့ပါရတယ်။